ISB အသင်းကတော့ကျွန်တော်တို့အာရှချန်ပီယံလိဒါအုပ်စုထဲမှာပဲအင်ရှင်ဖြစ်ကစားခဲ့ရပြီမဲ့၃ပွဲစလုံးရှုံးပွဲကြုံခဲ့တယ်။ twin ကိုလည်းတကူမှမ twin ခဲ့နိုင်ငယ်ဘူး။တော်တော်လေးလေး performance အရရုံးငံခဲ့ရပြီးတော့ပြိုင်ပွဲကနေထွက်ခဲ့ရပြီနော်။ဒီလို ARG အသင်းနေနေချင်းဆိုင်တဲ့နေရာမှာကိုရောဇုံလိုက်ထင်ရမှာ။ဇုံ defense ကိုတော့အာမှာ။တယောက်ချင်းစီချင်းထိုးခိုင်းလို့မရအောင်။ဒါပေမဲ့လည်း၃ပွဲလုံး marking marking ဆိုတဲ့အတန်လေးပဲကြာပြီ။ marking marking ဆိုတဲ့အလုံးမဖြစ်တဲ့အခြေအနေတွေရနေပဲ။ ိုးတို့ကိုးတွေတောက်လျှောက်ပေးရတယ်မနိုင်နဲ့မတူတဲ့ပွာချားတဲ့ကစားသမားအချင်းချင်းကို market market လှုပ်ချင်းရတယ်ကိုးတို့ဒီလောက်ထိရှုပ်ရုပ်ရက်စင်မြတ်ရှုံရတယ်လို့ပဲကိုမြင်လဲဆိုကာဟာပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့စီစဉ်လေးကိုတော့ one expert ကနေအဓိကကူညီပံ့ပိုးပေးလာပါတယ်ဗိတ်သက်တွေကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတဲတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ one expert ကိုဒေါင်းလုပ်ရယူပြီး promo code 1 soccer house နဲ့အတူအကောင်းဖွင့်ဆော့ကစားနိုင်ပါတယ်။ပထမဆုံးသွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့စီစဉ်ရှိကြောင်းကိုလည်းဒီပေးလိုက်ပါစီ။ Cyber Game နဲ့အခြားအားကစားနည်းတွေအပြင်အခါအလျော်စွာရှိနေတဲ့ promotion တွေကနေစူးကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ promo code ကိုလည်းယခုဗီဒီယိုရဲ့ comment box မှာပြန်လည်တည်ရှိနိုင်ပါတယ်ဗျာ။ soccer hobby တက်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီနေ့ မှာတော့ကျွန်တော်တို့ညီကိုနှစ်ယောက်က ISPE အသင်းရဲ့ဒီအာရှချန်ပီယံလီးအုပ်စုတွင်းအခြေအနေတွေမှာဘာတွေမှားခဲ့လဲဒီအသင်းရဲ့အခြေစွမ်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့အမြင်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီစီစဉ်မှာတော့ကျွန်တော်နဲ့အတူကိုစိုးညီရပါဝင်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါကိုကြီးမင်္ဂလာပါကိုသို့ကြီးကဲ ISPE အသင်းကတော့ကျွန်တော်တို့အာရှချန်ပီယံလီးဒါအုပ်စုတွင်းမှာပဲအင်ရှင်ဖြစ်ကစားခဲ့ရပြီမဲ့၃ပွဲစလုံးရှုံးပွဲကြုံခဲ့တယ်။တွင်ကိုလည်းတကူမှမတွင်ခဲ့နိုင်ငယ်ဘူး။ တော်တော်လေးလေး performance အရာရုံငံခဲ့ရပြီးတော့ပြိုင်ပွဲကနေထွက်ခဲ့ရပြီเนาะအဲ့တော့ဒီအုပ်စုမှာကျွန်တော်တို့ပွဲမတိုင်ခင်တုန်းကလည်းအမြင်လေးတွေပြောခဲ့ကြရတယ်ပေါ့နော်ဒီလိုမျိုးအာရှရဲ့ထိပ်သီးအသင်းအနေနဲ့ကစားမယ်ဆိုတော့အခွင့်အရေးနည်းတယ်ရုံးကန်မယ်ဆိုတော့ကျွန်တော်မျှော်လင့်ထားပေမဲ့ထင်ထားတတ်ပို့ပြီးတော့အခြေအနေဆိုးခဲ့တယ်ပေါ့အိမ်ကွင်းမှာ twin goal တောင်တကူမှမရခဲ့ဘူးဒါအင်ရှင်ပိတ်သက်တည်းလည်းအတိုင်းတာတကူထိဒီအမျိုးသမီးအသင်းပေါ်မှာအားပေးကြတယ်ပြီးတော့ဒီ ISB ဆိုတာလည်းမြန်မာကိုစားပြုအသင်းလိုမျိုးဖြစ်နေတယ်ဆိုတော့အဲ့တော့ ဒီအုပ်စုတွင်အခြေအနေဒီပေါ်မှာဘာတွေအားနေကြလဲဘာတွေမှားကြလဲဘာကြောင့်ဒီလောက်ထိအခြေအနေဆိုးသွားလဲဆိုတဲ့အပေါ်မှာအခုအမြင်လေးပြောပြပါဦးဒီအားနေချက်တွေလိုအပ်ချက်တွေအကြောင်းမပြောခင်ကျွန်တော်ပထမဆုံးပြောချင်တာကတော့ပြိသက်ပေါ့ဟုတ်ကဲ့ကျွန်တော်အမြင်ကတော့ ISP ကစားခဲ့တဲ့၃ပွဲလုံးမှာမြန်မာပြိသက်ကအားပေးမှုကတာဝန်ကြီးတယ်ဆိုတာလည်းတောင်းပို့ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီပထမဆုံးပွဲမှာစုဝန်နဲ့ကစားတယ်ကျွန်တော်၅ခုရှုပ်တယ် ဲ့မှာတွေကကျွန်တော်တို့အသင်းရဲ့အခြေအနေမှန်ကိုပြည်သက်ကမြင်ပြီးပါတယ်ဟုတ်ကဲ့ဒါပေမဲ့လည်းနောက်ဒုတိယပွဲတူဂျိုဘာရီနဲ့ပွဲနောက်ဆုံးနာနာကိုရောင်းနဲ့ပွဲအဲ့ပွဲတွေအထိလည်းပြည်သက်ကအာပေးမှုကတိတိတတ်တတ်ရော့သွားတာမျိုးမရှိဘူးပြည်သက်ကတော့သူ့တာဝန်သူကြည်တယ်အာပေးမှုအရန်ကောင်းတယ်အဲ့လိုပဲကျွန်တော်မြင်တယ်ဟိုနိုင်စရာမရှိဘူးမျှော်လင့်ချက်မရှိတော့ဘူးဆိုတဲ့အခြေအနေမှာတော့ပြည်သက်အာပေးမှုမရော့ပါဘူးအဲ့တော့ကျွန်တော်ပထမဆုံးပြောခြင်းနဲ့ပြည်သက်တွေရဲ့ဒီအာပေးမှုနဲ့ပတ်သက်ရင်တော့ဂုံလဲဂုံပြူခြင်းနဲ့ ဟုတ်ကဲ့ဒီမြန်မာအမျိုးသမီးဘောလုံးအသင်းပေါ့ ISP အသင်းပေါ့မှာထားတဲ့ပြည်သက်ကဲညောင်းလင်းချက်ပေါ့တာပေါ့နော်ချစ်ချင်းမေတ္တာတွေစေတနာတွေအားပေးမှုတွေကတော့တကယ်ကိုကောင်းတယ်ဘာလို့လိုအပ်လဲဆိုတော့လိုအပ်ချက်တွေကတော့အများကြီးကျွန်တော်တွေ့တယ်ကျွန်တော်တို့အစစ်မတူတဲ့အသင်းတွေနဲ့ကစားတဲ့ level မတူတဲ့အသင်းတွေနဲ့ကစားတဲ့အတွက်ကိုစိုးရင်းနဲ့ကျွန်တော်လည်းပြောအရင်တပတ်ကပြောခဲ့တယ်ဟုတ်ကဲ့ကျွန်တော်တည်တမတ်အောင်ရဖို့မလွယ်ဘူးအဲ့ဒါကတော့အရှိတရားပေါ့နော်အဲ့ဒါကိုလက်ခံတယ်ဒါပေမဲ့လည်းကို့အသင်းဘက်မှာလည်းအားနည်းချက်တွေတော့ ရှိခဲ့တယ်လို့ထင်တယ်ပထမဆုံးကျွန်တော်တတိထားမိတာနီးပြအပိုင်းနီးပြအနေနဲ့လည်းဒီတော်ဆန်းဆန်းတိုင်းတာဝန်ယူတယ်ဟုတ်ကဲ့သူရှိမှကောင်းခဲ့တာတွေလည်းရှိခဲ့တာမှန်ပေမဲ့ဒီကွဲမှာတော့သူ့ရဲ့လုံဆောင်မှုအပိုင်းကကျွန်တော်အနေနဲ့တော့အားရမှုမရှိဘူးဘလို့အချက်တွေမှာအားရမှုမရှိလဲဆိုတော့ဒီ ISP အသင်းကိုတော်ဆန်းဆန်းတိုင်းကင်လာတယ်ဒါပေမဲ့ကစားွားတဲ့၃ပွဲမှာတပွဲမှာတစ်မျိုး ဖြစ်နေတယ်ပေါ့ဖြစ်နေတယ်ပေါ့နော်ဟိုတနေရနှစ်နေရလောက်ပြောင်းတာမျိုးအပြောင်းလဲချိန်ချက်လောက်တာမျိုးမဟုတ်ဘူးတချို့ပွဲတွေမှာဆိုရင်9ရက်လောက်ထိပြောင်းပါတယ်ပထမပွဲနဲ့ဒုတိယပွဲဆိုဒီပွဲထွက်ဆင်းမှာလင်း9ရက်ပြောင်းပါပြီအတခါဒုတိယပွဲနဲ့တတိယပွဲကိုပြန်ကြည့်ရင်လည်းပြန်ပြောင်းသွားတယ်အဲ့ဒါဘာကြောင့်လဲသူ့ရဲ့ကစားသမားတွေဟုတ်ကဲ့ရဲ့ performance အပေါ်မှာသူယုံကြည်မှုအားနည်းလာလားဒါမှမဟုတ်လို့ရှိရင်ဒီအသင်းမှာရှိတဲ့သူ့ရဲ့ကစားသမားတွေရဲ့အနေထားနဲ့ performance သူကိုယ်တိုင်တည်တည်ချာမသိရလားဘာကြောင့်အဲ့လောက်အပြောင်းလဲများလဲပေါ့နော်ဒါတစ်ချက်ပေါ့နော်နောက်ဒါကနေပြပိုင်းနောက်ပြီးွားလို့ရှိရင်ပြင်ဆင်မှုအပိုင်းပြင်ဆင်မှုအပိုင်းကြည့်တော့လေ ISP ကကျွန်တော်အနေနဲ့အားရမှုမရှိဘူးဘာကြောင့်လဲဆိုတော့ ISP အသင်းပြင်ဆင်ရမယ့်အချိန်တွေမှာမြန်မာလက်ရွေးစင်အသင်းအတွက်ပြီးနေပဲအဲပြင်ဆင်မှုတွေနေပဲအချိန်ကုန်တယ်ဒီ ISP ကကိုစိုးရိုးနဲ့ကျွန်တော်တို့ပြောခဲ့သလိုပဲ ကစားသမားတွေဒီဒီဟိုဝင်းသိမ့်ကြီးတို့တော့ဘာလို့လဲထပ်ထည့်လိုက်မယ်ဆိုလာလက်ရွေးစင်အသင်းလို့တော့ပြောလို့ရဟုတ်ကဲ့အဲ့တော့ဒီလက်ရွေးစင်အသင်းကဂျပန်ခြေဆိုင်ခြေဆိုင်မှာခီးစင်နေသွားတယ်အဲ့ထဲမှာ NSP ကကစားသမားတွေလည်းပါသွားတယ်နောက် NSP ကအကားခေါ်ထားတဲ့ဒီလက်ရွေးစင်ကစားသမားတွေလည်းအကုန်လုံးလို့လို့ပါသွားတယ်အဲ့တော့ IFP ဒီအသင်းအနေနဲ့ဆိုဒီတင်းတော့ရှားဖို့အတွက်အချိန်ကနည်းနည်းလေးပဲကြာတယ်နောက်ထပ်ပူဆိုးတာ NSP ကဒီပြိုင်ပွဲအတွက်ဆိုပြီးသူတို့လေ့ကျင့်ခြေဆိုင်နဲ့ကစားတဲ့ပွဲမျိုးအရန်နေတယ်ဒီအမျိုးသား အသင်းလေးနဲ့ကစားတယ်လူငယ်အသင်းလေးနဲ့ဒါပေမဲ့အဲ့ဒါကလည်းလုံလောက်မှုမရှိဘူးဆိုတာပြိုင်ပွဲမှာသွားပေါ်တယ်အဲ့တော့ခြုံပြီးပြောရမယ်ဆိုကျွန်တော်အနေနဲ့ဆိုရင်ဒီ ISB အသင်းကိုအပြစ်တင်လာတော့မဟုတ်ဘူးဒါပေမဲ့ပြင်ဆင်မှုဘိုင်းမှာအားနေတာလေးတွေ့ရတယ်နီးပြရဲ့ဒီယုံကြည်မှုဘိုင်းပြောင်းဆုပ်နေတာမျိုးလေးတွေတွေ့ရတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တစ်ခုထပ်စဉ်းစားမိတယ်ဒီတပွဲနဲ့လူပွဲတပွဲလူအပြောင်းလဲတွေအဲ့လောက်ထိများနေတာစီဒေါ်ဆန်းဆန်းတိောက်သေးရဲ့ဆုံးဖြတ်ချက်မှဟုတ်ရဲ့လား အားလုံးကနိုင်ကျင်နေတယ်အားလုံးကဝိုင်းပန့်မိုးနေတယ်အဲ့ဒါတော့ကောင်းတဲ့အချက်ပေါ့နော်ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်ရင်အားလုံးကနိုင်ကျင်တယ်အားလုံးကဝိုင်းပန့်မိုးတယ်အားလုံးကဝင်ဆွတ်ဖက်နေတာလားနီးပြတယောက်ကအခန်းကန်တာတစီရှင်းအပြေးကွာမှရားခဲ့ရဲ့လားလို့ကျွန်တော်အနေနဲ့တော့တန်တရားဝင်မိတယ်ဘာကြောင့်လဲဆိုတော့လူထုပ်ပုံနေတပွဲနဲ့တပွဲမှာအရန်အပြောင်းလဲကြီးလွန်းနေတဲ့အတွက်နီးပြတယောက်ထဲရဲ့ authority ရအမြင်အားဆိုတော့ဒီလောက်ထိမပြောင်းနိုင်လို့ထင်တယ်။သူ့နောက်ွယ်မှာဘလူတွေရှိနေကြလေဘလူတွေဝင်ပြီးတော့ ဒီဟာအပေါ်မှာလွှမ်းမိုးခဲ့လေဆိုတော့တန်တရားကျွန်တော်ဝင်မိတယ်ဒီ၃ဘွဲမှာကစားဝါတဲ့အနေထားပေါ်မူတည်ပြီခင်ဗျာဟုတ်ကဲ့ပါဒါအကိုပြောတာလည်းတွေးစရာပေါ့နော်ဘာလို့ဆိုတော့တပွဲတပွဲမှာလူအပြောင်းလဲတွေအများများတယ်ပြီးတော့ကစားကွက်ကစားသမားတွေရဲ့ဒီ formation နေရာစားပါတော့ကျွန်တော်တို့ဒါကြည့်ရတာပုံမှန်ဆိုရင်ဖြူဖြူဝင်းကကျွန်တော်တည်တဲ့လောက်ဆိုရင်အရင်တော့က right back ကစားတယ်အဲ့ရနေ defensive midfield ကစားတယ်ဒါပေမဲ့ဒီပြိုင်ပွဲမှာကျတော့နောက်ပိုင်းပွဲတွေမှာသူ့ကိုလက်ဝင်းကလက်ဝင်းကပုံစံမျိုးနဲ့ကစားခိုင်းတယ်ပြိုင်ပတ်အချိန်တွေပေါ်မူတည်ပြီး like ကစားတာလေဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကိုယ့်ရဲ့အကောင်းဆုံး performance မထုတ်ပြနိုင်ဘူးဗျာကစားနေရာမှာမှာမကစားရလေကစားသမားတွေအတွက်ကကိုယ့်ရဲ့ performance ကောင်းကောင်းထုတ်ပြဖို့အခက်ခဲရှိလေလို့ထင်တယ်အဲ့တော့ဒီဘိုင်းနဲ့ပတ်သက်ပြီးအကိုမြင်ခဲ့တဲ့အခြေအနေပေါ့ကွင်းတွင်းအခြေအနေတို့ရဲ့ performance နဲ့ပတ်သက်ပြီးတော့လည်းပြောပြပါဦးဒီကွင်းတွင်းကစားသမားတွေအောက်ချင်းဆိုပြီးဟိုကျွန်တော်နောက်ဆုံးဘယ်နေရာနေစပြောခြင်းလဲဆိုရင်ဆန်လာဘက်ကနေစပြောခြင်းလဲဆန်လာဘက်မှာပထမဆုံးတို့ပွဲထွက်လာတာဖြူဖွေးနဲ့ဇွန်ယူရောဇွန်ယူရောပွဲထွက်လာတယ်အဲ့ပွဲမှာ၅ခုပေးလိုက်ရတယ်အဲ့တော့နောက်ဒုတိယပွဲကျတော့ဇွန်ယူရောကိုလိုင်းလိုက်အောက်ပါတယ် မူမမဆိုလားမသိဘူးဟုတ်တယ်ပြန်ဝင်လာတယ်အဲ့မှာအပြောင်းလဲတကူစဖြစ်တယ်ပထမဆုံးပွဲမှာအထောင်တိုက်စစ်ကဆန်တော်တော်ဆန်တော်တော်ထားတယ်ကပတင်ကခင်မလာတော့ခင်မလာတော့ဟုတ်တယ်ဟုတ်ဖြစ်တယ်ဒါပေမဲ့ပထမပွဲ result လည်းမကောင်းလိုက်တော့ဆန်တော်တော်အထောင်နေရာပျောက်သွားတယ်ရွှေထွန်းလားမသိဝင်လာတယ်ဒုတိယပွဲမှာကျတော့ဒီခင်မလာထွန်းကလည်း line နဲ့အောက်ဝါပြီးလင်းမြမောကကပတင်ဖြစ်သွားတယ်အဲ့လိုအပြောင်းလဲလေးပေါ့နော်အပြောင်းလဲလေးတွေဆိုတာတက်အပြောင်းလဲကြီးကြီးမားမားတယ်ဒီခင်မာလာထွန်း တောက်လျှောက်ဒီ ISP ကိုကစားလာတယ်ကျွန်တော်ခြေစိုးပဲအဆင့်မှလည်းကစားတယ်ဒီပြည်တွင်းလီးတွေမှလည်းကစားတယ်ဟိုစမ်းတော့ဒီနေရာမှာသူအသုံးတည့်တယ်ဆိုတာမျိုးဒါမဲ့ချက်ချင်းပါကြောင့်အဲ့လိုထိအပြောင်းလဲဖြစ်သွားတယ်ကျွန်တော်တို့အနေနဲ့ကျွန်တော်အနေနဲ့ပေါ့နော်နားမလည်နိုင်အောင်ဖြစ်ရတယ်နောက်တော့ပြင်ဆင်မှုအပိုင်းအရဆိုရင်လည်းကိုစိုးနဲ့ကျွန်တော်လည်းပြောခဲ့တယ်အရင်တစ်ပတ်မှဆိုရင် ISP အတင်းအဓိကလိုအပ်ချက်တည်ထောင်တိုက်စစ်မှုအထောင်တိုက်စစ်မှုကောင်းကောင်းသူတို့မရှာနိုင်ဘူးမရှာနိုင်တဲ့အတွက်ဘယ်အပိုင်းမှမသွားပြီးထိခိုက်လဲဆိုတော့ကောင်တာအတက်ကင်း ောင်းတာအတက်ကင်လုံးဝမသွားနိုင်တော့ဒီကောင်းတာအတက်ကင်ဒီတိုက်စစ်အထောက်အမှန်ကစားတဲ့ဒီ striker ရဲ့ quality ပုံမှာလည်းအများကြီးမှုတည်တယ်ကျွန်တော်တို့ဒီကောင်းတာပြန်လုံးဝမတက်နိုင်ဘူးအဲ့တော့ပထမဆုံးပွဲစုဝိုင်းနဲ့ပွဲရလွယ်လို့ရှိရင်ကျွန်တော်ကြည်တာရဲ့ကျွန်တော်မှတ်ထားတာရဲ့ဆိုရင်စုဝိုင်းနဲ့ပွဲမှာတော့ဂိုးသိန်းခွင့်နှစ်ခါလောက်ရတယ်အဲ့ဒီနှစ်ကြိမ်လောက်ဒီဝန်နဲ့ပွဲမှာရခဲ့တာလွယ်အောင်တူတူအာရီနဲ့ပွဲမှာအောင်နာခိုရောင်းနဲ့ပွဲမှာအောင် မြန်မာအသင်းကဂိုးမရတဲ့ပြန်ဂိုးကန်သွင်းခွင်းလာမှာမမရမရှိခဲ့ဒီပြိုင်ဘက်ကကိုဒီကောင်တာအတက်လို့ဖို့ပြိုင်ဘက်ကခံစားကြောင်းပြန်ပြီးတော့ဒီ pressure ပေးနိုင်လောက်တဲ့တိုက်စစ်မှုမျိုးတိုက်စစ်ကစားသမားမျိုးတိုက်စစ်ကစားဟန်မျိုးမြန်မာအသင်းမှာမတွေ့ခဲ့ဘူးကစားသမားတွေကြောင်းပြောရအောင်ဟုတ်ကဲ့ပါအဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ဘာနော်တို့ official broadcasting က sky net ကရိုက်တာဟုတ်အဲ့မှာတို့ talk show လေးတခုကျွန်တော်တွေ့လိုက်ရတယ်တို့ရဲ့ တာဝန်ရှိသူတွေပြောတာเนาะဦးကျော်ဦးနဲ့ဒါမြို့သမီးအခုလက်ရှိနှိပြပါเนาะဒေါ်ဆန်းဆန်းသိန်းတို့ပြောတဲ့အထက်မှာတော့တို့ကတိုက်စစ်မှုခေါ်ဖို့ရည်ရွယ်ခဲ့တယ်ဒါပေမဲ့လက်ရှိအခြေအနေကဒီတခြားတခြားဟိုနိုင်ငံတွေမှာဒီ transfer ကာလမဟုတ်ခေါ်ဖို့မဖြစ်နိုင်ဘူးပေါ့ဒီပြည်တွင်းကအခုဝင်းသိမ့်ကြီးထွန်းတို့လိုကစားမမျိုးတွေခေါ်ဖို့ကလည်းအဲ့လိုအခက်အခဲတွေကြုံတယ်လက်ရှိအသင်းမှာသူတို့ရည်ရွယ်ခဲ့ပေမဲ့မလုံနိုင်ခဲ့ဘူးပေါ့နော်မလုံနိုင်ခဲ့ဘူးကျွန်တော်တို့လည်းမြင်ပါတယ်ဒီအသင်းမှာတိုက်စစ်မှုမရှိဘူးဆိုတော့ကျွန်တော်တို့ဒါ တို့ရဲ့ခြေခြေစပွဲတွေမှာလည်းမြင်ခဲ့တယ်ဒီပြိုင်ပွဲကိုကျွန်တော်တို့တပွဲချင်းတော့မပြောနိုင်ဘူးမဟုတ်ဆိုအချိန်ကကျွန်တော်တို့နဲ့ဟိုတချို့အရာလေးတွေမှာရိုက်ကွေးရဲ့နဲ့မကြိုက်တာကြောင့်ချုံငုံပြီးတော့ကျွန်တော်တို့ဟိုအုပ်စုရင်းပွဲစဉ်တွေမကစားခင်မှာကျွန်တော်တို့ပြောလိုက်ကြတာအဲ့ထက်မှလည်းလိုအပ်ချက်တွေရှိတယ်ဆိုတာသိရတယ်ပြီးတော့ဒီသင်းကဒါလက်ရွေးစင်အဆင့်ကစားသမားပေါ့နော်၉ယောက် လက်ရွေးစင်ကစားသမား9ယောက်ခေါ်ထားတယ်အတင်းမှာရှီရင်စဲကစားသမားနဲ့ပေါင်ရင်လက်ရွေးစင်ကစားသမား18ယောက်ပါတယ်လို့သိရ18ယောက်ပါ18ယောက်ဆိုတော့လက်ရွေးစင်အတင်းနီးနီးဖြစ်နေအခုပြောသလိုပဲဝင်းသိင်ကြီးထွန်းလို့တိုက်စစ်မှုမျိုးမေထက်လူလို့တိုက်စစ်မှုမျိုး2ယောက်လောက်ထပ်ပေါင်းလိုက်ရင်ဒါလက်ရွေးစင်အတင်းကြီးတစ်ခုလို့ဖြစ်နေဆိုတော့ကိုနိုင်ငံအနေနဲ့ကြတော့ဒါလက်ရွေးစင်အဆင့်ဖြစ်ပေမဲ့တခြားဒါအာရှရဲ့ထိပ်သီးကလပ်သင်းတွေနဲ့ကြတော့ကျွန်တော်တို့ရဲ့အခြေအနေမှန်ကိုမြင်လဲရတယ်ဗောဒီမှာတော့အခုပြောသလိုပါနော်သူတို့သွားကျင်တဲ့ရည်ရွယ်ချက်လည်းဟို ပျောက်ဆုံးနေသလိုဘာလို့အောင်မသိဘူးဆိုတဲ့ပြဿနာမျိုးမြင်နေရတယ်အဲ့ဒီဘိုင်းနဲ့ပတ်သက်ပြီးအကိုရှေ့မှာလည်းပြောထားတယ်ဆိုတော့ဒါလေးနဲ့ပတ်သက်ပြီးတော့ထပ်ပြီးပြောပြပါအောင်အဓိကတော့ဟိုကိုစိုးကြီးတို့ကျွန်တော်တို့တွေမဟုတ်ပါဘူးမြန်မာဘောလုံးနဲ့နီးစပ်တဲ့လူတော်တော်များများဒီ ISP တဲ့ we buy on the နံပါတ်1ဒီတိုက်စစ်မှုကမှမရှိဘူးထောက်ကဆင်းနေရမှာအဲ့တော့ကောင်းတာအတက်တွေသွားတဲ့နေရာမှာခက်ခဲရှိတယ်ဒုတိယချက်ကဘယ်ချမ်းဘယ်ချမ်းမှာအတက်ခင်အတွက်ကော defense အတွက်ကော မြန်မာလက်ရေးစင်းသင်းမှရော ISP စင်းမှရောအားနေတယ်သူတို့အဓိကပြင်ရမှာဒီနှစ်နေရဒါပေမဲ့ပြိုင်ပွဲကြိုကာလာမှာဒီနှစ်နေရလုံးကိုမပြင်နိုင်ခဲ့ဘူးပြင်ဖို့လည်းပြည်တွင်းမှာလူမရှိဘူးဟိုပြပကစားသမားလည်းမခေါ်နိုင်ဘူးအဲဟိုအကြောင်းမျိုးကြောင့်တော့ရှိမှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီအတွက် ISP သင်းဟာသူ weak point နေနေပဲဒီနောက်ဆုံးအဆင့်ပြိုင်ပွဲကိုရောက်လာတယ်ရောက်လာတဲ့အချိန်မှာကျွန်တော်တို့ကန်ဆိုးသွားနေပဲအုပ်စုချက်တွေကိုကြားရတယ်ကျွန်တော်တို့ level မြင့်တဲ့ ဘောလုံးအင်အားကြီးနိုင်ငံတွေရဲ့ကလပ်တွေနဲ့ရင်ဆိုင်ခဲ့ရတယ်။အဲ့ဒီမှာနောက်ထပ်ဘာသွားတွေ့ရလဲဆိုတော့ဒီနီးပြရဲ့အခန်းကဏ္ဍအပိုင်းမှာလည်းကျွန်တော်နေလဲအားမရရလေ။သွားတွေ့ရတယ်။ဥမာတစ်ခုကျွန်တော်ပြောပြမယ်။ဒါတော့အမြင်လူလူရမလူမယ်နော်ကျွန်တော်အမြင်သီးသန့်လည်းပြပြမယ်။ဟုတ်ကဲ့။ဆိုကြပါစို့။ဒီကွင်းနဲ့သွားကြည့်တဲ့လူတွေလည်းကြားမှာပဲ။ကျွန်တော်ဒီ YouTube လိုဘာလိုကကြည့်ရတဲ့လူတွေကြားမှာ။နီးပြတစ်ချိန်လုံး market market ဆိုတာကြီးပြအော်လေ။သူကခံစက်ကို အတိကစားခြင်းနဲ့ခန်းသင်းနှစ်ထပ်ကစားရတယ်ပြီးတော့ marketing ကပ်မယ် marketing ပေးထားမယ်အဲ marketing ကနေပြီးတော့သူကိုရကိုပေးရမယ်အခြေအနေတွေနည်းနိုင်တယ်နေအောင် short မယ်ဆိုတဲ့အနေအထားမျိုးပုံမှန်ကြည့်ရင်တော့မှန်တယ်လို့ယူဆကောင်းယူဆလို့ရတယ်အမကျွန်တော်တော့အဲ့လိုမခံစားဘူးဥပမာညီလေးကကျွန်တော် level กว่าတဲ့ကစားသမားဒီကိုတူးချင်းကျွန်တော်တို့ဘယ်လိုမှမနိုင်မထိန်နိုင်ဘူးဥပမာဂျပန်တောင်ကိုရီးယားမြောက်ကိုရီးယားကစားသမားတွေနဲ့မြန်မာမျိုးသမီးတွေရဲ့ကစားသမားတွေရဲ့ဂျာမန်ပါဝါပိုင်းกว่าတယ် နီးစနစ်ပိုင်းกว่าတယ်စပီပိုင်းกว่าတယ်အဲ့တော့ဒီဂျပန်နေတောင်ကိုရီးယားရေကိုမြန်မာတွေကတယောက်ချင်းထိမ့်မယ်ဆိုရင်မိနစ်90ပြည်မှာဘလို့မှမဖြစ်နိုင်ဘူးဒါပေမဲ့ညီပြအနေနဲ့ကြတော့တယောက်ချင်းထိမ့်ခိုင်းမှုတယောက်ချင်းမာကင်ကပ်ဖို့ဆိုတဲ့ညွန်ကြားတယ်ဒီကွာညွန်ကြားချက်ကိုပဲတောက်လျှောက်သူပေးတယ်ဟိုဥမာထားပါတော့သူတို့တယောက်ကိုကိုကိုရိုဘက်ကနှစ်ယောက်သွားကမ်းမယ် ISP ကနှစ်ယောက်သွားကမ်းလေဒီနှစ်ယောက်သွားကမ်းတဲ့အတွက်တနေရာမှာ space ပေါ်သွားတယ် တကယ်ဖြစ်တဲ့လားဒီလိုအင်အားကြီးအသင်းနေနေရင်ဆိုင်နေနေရမှာကိုရောဇုံလိုက်ထင်ရမှာဇုံဒီဖက်အောင်သွားရမှာတယောက်ချင်းစီချင်းထိုးခိုင်းလို့မရအောင်ဒါပေမဲ့လည်းသုံးပွဲလုံးမာကင်မာကင်ဆိုတဲ့အတန်လေးပဲကြာပြီမာကင်မာကင်ဆိုတဲ့အလုံးမဖြစ်တဲ့အခြေအနေတွေရနေပဲကိုရောကိုယ်တွေတောက်လျှောက်ပေးရတယ်မာကင်ကတ်ထားခြင်းကြောင့်ဘာသွားပြီးတော့ပြဿနာဖြစ်လဲဆိုတော့ကိုကောင်တာပြန်ကစားတဲ့အခါမှာလည်းဒီဟိုအားနေချက်ဖြစ်သွားတယ်ဘာကြောင့်လဲဆိုတော့ကိုကသူတို့ကတ်ထားသလိုပြန်လာအဖြစ်ကြည့်လို့ရှိရင် ကိုကစားသမားတွေလာမှလည်းသူတို့ကအမြဲတမ်းရှိတယ်လို့ဖြစ်သွားတယ်။ကိုတို့ကောင်လာသွားပြီဆိုတာလည်းတယောက်ချင်းသွားလုံပြီ။တယောက်ချင်းကိုတို့ကြော်ဖြန်းနိုင်တဲ့အစွမ်းမရှိဘူး။ကြော်ဖြန်းနိုင်တဲ့ပါဝါမရှိဘူး။ကြော်ဖြန်းနိုင်တဲ့ကျွမ်းကျင်မှုနဲ့လင်းမြန်မှုမရှိဘူး။အဲ့တော့ကိုတို့ကောင်လာသွားကောင်လာပြန်မစနိုင်တော့ဘူး။ကွင်းလိုက်စီလောက်မှလည်းကိုတို့ဘောလုံးပြတ်သွားတယ်။အဲ့တော့ဒုတိယပွဲနဲ့တတိယပွဲဆိုပူတိတာလေ။ကိုကန့်သွင်းကွင်းတော့ကိုတို့လုံမမရတော့ဘူး။သူတို့ချင်းချောင်းနိုင်တဲ့အခြေအနေမျိုးလုံမမရှိတော့။အဲ့ဒါလည်းကုနာပြောသလိုပေါ့ market market မနိုင်နဲ့မတူတဲ့ ဟိုချားတဲ့ကစားသမားအချင်းချင်းကို market market လုတ်ချင်းရလေကိုတို့တလောက်ထိရှုပ်ရုပ်ရက်စင်မြတ်ရှုံရတယ်လို့ပဲကိုမြင်လဲဟုတ်ကဲ့ပါဆိုတော့ဒီအသင်းကကျွန်တော်တို့ဒါလက်ရွေးစင်စင်ကစားသမားတွေခေါ်ထားတယ်ဆိုတော့လက်ရှိမှာရှင်းင်းစွဲအသင်းမှာရှိတဲ့ကစားသမားတော်တော်များများနေရာမရကြဘူးတကယ်ပြိုင်ပွဲကြတော့နီးပြကိုယ်တိုင်ကလည်းရှင်းင်းစွဲကစားသမားတွေနဲ့ဒီလက်ရွေးစင်စင်ကစားသမားတွေနဲ့ပူးပေါင်းတဲ့နေရာမှာ နည်းနည်းလေးလိုအပ်ချက်ရှိခဲ့သလားပေါ့။ဘာလို့ယုံကြည်မှုပျောက်ဆုံးနေတယ်လို့အကိုပြောသလိုပေါ့နော်။အချိန်ရလေအဲ့လိုနည်းနည်းလိုပွဲထုတ်တာတွေမှာတပွဲနဲ့တပွဲနဲ့ကြာ line တက်ကတော်တော်ကြီးကိုဟိုပြောင်းလဲတွေများတယ်ဗျ။အဲ့လောက်ပွားရောင်းလဲများရင်တော့အသင်းကဟိုတည်ငြိမ်မှုကနေဖောင်တစ်ခုရဖို့ဆိုတာမလွယ်ဘူးဗျ။အဲ့တော့အဲ့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့အကိုဘာပြောချင်လဲကို။အဓိကအဲ့ဒါဝန်းနာပြောရတဲ့ထဲမှာတော့နည်းနည်းပါသွားပြီ။အဓိကပြဿနာကဘာလဲဆိုတော့ကိုရုရှိမှာပြဿနာရဲ့တော့မဟုတ်ဘူးနော်။အချိန်နဲ့ကဘာဖြစ်လဲဆိုတော့လေရွေးစင်မျိုးသမီးတွေကဂျပန်ကိုသွားလိုက်တယ်။ပြီးွားတော့ ဂျပန်ခီးစင်မှာ ISB ရဲ့ကစားသမားတွေလည်းပါသွားတယ်။ဒီဘက်ကလေရွေးစင်ကနေအငှားခေါ်တဲ့ကစားသမားတွေလည်းပါသွားတယ်။ဒါမဲ့ပုံစံတမျိုးပေါ့။အဲအတင်ကိုကြိုက်ရတဲ့နေပြရလဲလေရွေးစင်နေနေပြပိုင်တာတော့ဆန်းဆန်းလေးကြိုက်တာပေါ့။ဒီတစ်ခါပြန်ပြီးတော့ဒီဘက်မှာတော့ဆန်းဆန်းသိရလဲဒီသူ pro license ကိစ္စနဲ့သွားလိုက်တယ်။သွားလိုက်တဲ့အတွက်ဂျားထဲမှာဒီ user account နေပြကြာကြီးခဏအတင်းထိမ့်ပေးတယ်ဟောပြောရလို့ရှင်အပြောင်းလဲလေးများပါတယ်နောက်ပြီးတော့ခြေစမ်းပွဲတွေမကစားနိုင်ခဲ့ပါဘူး ISP အနေနဲ့ မကစားထားဘူးကစားထားတာအမျိုးသားလူငယ်အသင်းနေတယ်ဒါပြောရမယ်ဆိုဘောင်ဝင်တဲ့ဟာလေအမျိုးသမီးအသင်းတွေအမျိုးသမီးအသင်းချင်းချင်းကစားမှပဲအားနဲ့ကြအားသာကြကိုတုံးသက်လို့ရမှာအမျိုးသားအသင်းတွေနဲ့ကစားမှတော့ဘယ်လိုပဲဖြစ်ဖြစ်လုံးဝကိုယ်ကအနိုင်နေမှာပဲဟိုယူ၁၈နဲ့ပဲကစားကစားယူ၁၅နဲ့ပဲကစားကစားအမျိုးသားနဲ့အမျိုးသမီးနဲ့ကတော့ level အရန်กว่าတယ်အဲ့တော့အခြေအနေမှတုံးသက်ရတာအရန်ခက်တယ်အဲ့တော့ပြင်ဆင်မှုဘိုင်းမှာလည်းအားလဲဝမယ်အားလဲဝတဲ့အတွက်ပြိုင်ပွဲရောက်တဲ့အခါမှာဖြစ်ချင်တော့ပထမဆုံးပွဲမှာဂုံရက်ရှုံတယ်ဂုံရက်ရှုံတဲ့အခါမှာ ကိုမြင်မိတာတော့နီးပြရောဒီအားလုံးကဒီဒီအပေါ်မှာယုံကြည်မှုပျောက်သွားတယ်ပျောက်သွားတဲ့အတွက်ဒုတိယဘွဲမှာမလိုအပ်ဘဲနဲ့ကို့အမြင်ပေါ့နော်လိုအပ်တာထက်မလိုအပ်ဘဲနဲ့လို့တော့မသုံးချင်ဘူးလိုအပ်တာထက်ပို့ပြီးပျောက်နေပြီလှုပ်လိုက်တယ်ပြီးတော့တတိယဘွဲမှာလည်းဒီလိုမျိုးပဲအဲ့လိုတွေလှုပ်တော့အသင်းရဲ့တည်ငြိမ်မှုအပိုင်းမှာထိကြိုက်သွားတယ်အစလေးကတော့ဒီအုပ်စုကနေတက်ဖို့မျောလင်းချက်မရှိသလောက်နေခဲ့တယ်လို့တော့ကိုခံစားရတယ်ဒါပေမဲ့ ကိုပြောအခုပြောနေတဲ့ကိစ္စဒီအုပ်စုအလေးမတက်တဲ့ကိစ္စမဟုတ်ဘူးမနိုင်တဲ့ကိစ္စမဟုတ်ဘူးအမှတ်မရတဲ့ကိစ္စမဟုတ်ဘူး performance တော်တော်ကြီးကိုဆိုးသွားဆိုးသွားတဲ့ကြဆင်းသွားတဲ့အကြောင်းအရာတွေဟိုတော့ကိုကတော့ဒီလိုဒီလိုအကြောင်းနေအကြောင်းလိုပဲကိုအနေနဲ့မြင်မိတယ်မှန်ပါတယ်အခုပြောသလိုပဲကိုထက်တကယ်ဟိုအာရှအဆင့် level အသင်းနေနဲ့ရှင်ပြန်ရတာဆိုဒီထဲမှာကျွန်တော်တို့အများကြီးမမျှော်လင့်ထားပါဘူးဒါပေမဲ့ကို့ ဒီလက်ရွေးစင်ကိုစားပြုအသင်တသင်းအနေနဲ့ဟိုဘယ်လောက်ထိလုတ်ပြနိုင်မလဲပေါ့ဖော်မန့်ဘယ်လောက်ကောင်းကောင်းထွက်မလဲအ ਨੇ ဆုံးတော့လာမဲ့စီးကိန်းအတွက်ဘယ်လောက်ထိအသင်ဖြစ်နေပြီလဲဆိုတော့အပေါ်မှာတော့ပြည်သက်တွေမျှော်လင့်နေအဲ့လိုမျှော်လင့်ချက်ကြောင့်လည်းကွင်းတွင်းမှာပြည်သက်တွေအတိုင်းအတာတစ်ခုထိပေါ့နော်အားပေးတယ်နောက်ဆုံးပွဲဒီနာဂိုရောင်းနဲ့ပွဲအထိလာပြီးတော့အားပေးကြတဲ့ပြည်သက်တွေလည်းတွေ့ရတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဒါစူဝမ်နဲ့ပွဲကျွန်တော်ကွင်းထဲမှာသွားကြည့်လိုက်တယ်ကွာကြည့်ပြီးဒုတိယပွဲကဒီမှာရိုက်ကွေးရဲ့နဲ့တိုင်နေညနေပိုင်းဆိုတော့သွားလို့မရဘူးတတိယပွဲကျတော့ကျွန်တော်အိမ်မှာပဲရုပ်သံနဲ့ကြည့်လိုက်တယ်အဲ့လိုပေါ့နော်ဟိုပြောချင်တာဟိုကို့ ဒီလက်ရွေးစင်အခြေဆိုင်ကစားသမားနဲ့စုဖွဲ့ထားတဲ့အသင်းတသင်းရဲ့ performance မျိုးမရခဲ့ဘူးဗျာတော်တော်ကို performance ကကျခဲ့တာတွေ့ရတယ်ဒါကတော့ကျွန်တော်တို့ဒါလာမယ့်စီးကိန်းအတွက်ပါကျွန်တော်နည်းနည်းလေးစွရင်သွားမိတယ်စီးကိန်းမှာလည်းမြန်မာကိုစားပြုဒီလက်ရွေးစင်အသင်းကအရင်မချောင်လာဘူးနော်ပွဲချက်တွေနဲ့ကစားရမယ်ဒီမှာလည်းကလပ်အသင်းမှာလည်းကန်ဆိုးတယ်ပဲပြောရမလားခုမှပြန်ကစားခွင့်ရတဲ့အခြေအနေမျိုးမှာတကယ်အင်အားကြီးတဲ့နေနေပဲကစားရဆိုအဲ့တော့လက်ရှိပြိုင်ပွဲကနေပြီးတော့ဘာတွေသူတို့နေတင်ယူဖို့လိုမလဲလာမယ့်စီးကိန်းအတွက်သူတို့ဘယ်လောက်ထိလုပ်ဖို့လိုမလဲဒီပုံမှာလည်းအခုအမြင်လေးပြောပြပါဦး ဟိုအလွယ်ပေါ့အလွယ်ဆိုကုမြင်နဲ့သုံးသက်ချက်ကိုတူတူနဲ့လိုရင်ပြောရရင်အခုအာရှချန်ပီယံလိပြိုင်ပွဲက ISB တဲ့ကမကမဖြစ်သွားတယ်သတိခံလိုက်ရတယ်ဒါပေမဲ့ ISB တဲ့ရဲ့အရှုံးနေအားနဲ့ချက်တွေစီမြမလက်ရည်စင်အသင်းမျိုးသမီးအသင်းအတွက်ပံ့ပိုးပေးလိုက်သလိုတော့ဖြစ်သွားမယ်လို့ထင်တယ်မြမလက်ရည်စင်အမျိုးသမီးအသင်းကောင်းဖို့ ISB အသင်းအခု ပြိုင်ပွဲမှာအရှုံးနေနဲ့ရှင်ဆိုင်လိုက်ရတယ်လို့မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ18ရောက်လောက်ကမြန်မာလူစင်ထဲမှာပါလေရွေးစင်ထဲမှာပါတယ်သူတို့ဒီဂျပန်ခီးယိုတူတူသွားခဲ့တယ်ပြီးတော့ ISP အသင်းနဲ့တူတူအခုပြိုင်ပွဲတစ်ခုကို ARG အသင်းနေနဲ့တူတူတို့ရှင်ဆိုင်လိုက်ရတယ်။အဲ့ဒီအတွေ့အကြုံတွေကတော့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအတွက်လာမဲ့စီဂိမ်းမှာအထောက်အကူဖြစ်မယ်လို့ယူဆမိတယ်။စီဂိမ်းကြလို့ရှိရင်ဒီဝင်းသိမ်းဒီထုံးလုံးလည်းပြန်ပါလာမယ်။ တော့အသင်းလိုအပ်နေတဲ့ဒီအထောင်လိုက်ဆင်းနေရတာလည်းဖြစ်ရှင်းပြီးသားဖြစ်သွားမယ်အသင်းကလည်းပိုကောင်းမယ်ဒါပေမဲ့ဒီနှစ်ထဲမှာကိုရိုကတ်ဆိုးနေတာအုပ်စုခွဲဝင်မှုကတော့စီဂိတ်မှလည်းကိုရိုကအုပ်စုအချက်ထဲမှာပါတယ်ဒီဖိလစ်ပင်းရောဘီယန်လန်ရောနဲ့နှစ်သင်းလုံးနဲ့သွားပြီးတော့အုပ်စုတစ်ခုထဲမှာသွားကြရတယ်ဒီလက်ရှိမြန်မာလက်ရွေးစင်အမျိုးသမီးစင်အနေထားဒီနှစ်မှာစီဂိတ်ရွှေဈေးစုကိုမျှော်မှန်းမှုအကောင်းဆုံးအနေထားမှာတော့ရောက်နေပြီဒါပေမဲ့လည်းအုပ်စုအနေထားရကိုရိုအသင်းစီ အမာရွေးနေတာလောက်ခဲ့မိလို့ရှင်ရွှေတစိမ့်ကိုမှန်းနိုင်တယ်လို့အုပ်စုအစင်းအားနေလေလက်ပြားနိုင်တဲ့အခြေအနေတွေကိုအချိန်မရွေးရင်ဆိုင်ရနိုင်တယ်အဲ့တော့ဒီမြန်မာလူကြီးတွေမြို့သူမြို့ဘလုံးအသင်းနဲ့ပတ်သက်တဲ့တာဝန်ရှိသူတွေကအခုအချိန်အားလည်းသိမကြတော့ဘူးစီကိန်းပြိုင်ပွဲတွေကပို့အကောင်းဆုံးပြင်ဆင်ဖို့လိုတယ်အမားလေးထပ်မလုပ်ဖို့အကျိုးရှိရှိအသုံးချနိုင်ဖို့တော့လိုတယ်ဒါပေမဲ့ခြုံပြီးပြောရရင်တော့ညီလေးကဒီ ISP အသင်းရှုံးဝဲတွေကြုံလိုက်ခြင်းကမြန်မာလက်ရည်စင်တွေတော့အကောင်းဘက်ကိုဦးတည်စေတယ် ်တတိပေးခေါင်းလောင်ထိုးလိုက်တယ်လို့ပဲမြင်မိတယ်ဒါမဲ့စီကိန်းမှလည်းမြန်မာလက်ရည်စင်အမျိုးသမီးတင်အောင်မြင်မှုရှားဖို့မျှော်လင့်မိတယ်ကိုယ်နေလဲတော့ဟုတ်ကဲ့ပါအဲ့တော့ဒီလိုကိုထက်မြင့်တဲ့ပြိုင်ဘက်တွေနဲ့ကစားရတဲ့အတွေ့အကြုံကောင်းနေဒါအ ਨੇ ဆုံးတော့ခြေစမ်းကစားရတယ်လို့ကျွန်တော်ရေဘူးရယူဆလို့ရအခုပြောနေတာကျွန်တော်တို့က ISB ဆိုတာထက်ကိုဒါလက်ရည်စင်အသင်းကိုစားပြုပြီးကစားနေတဲ့အသင်းတစ်သင်းလက်ရည်စင်ကိုစားပြုအသားကစားနေတဲ့အသင်းတစ်သင်းအနေနဲ့ပြောနေရဆိုတော့တချို့ဟာတွေမှာရောထွေးနေပါတော့ဒါမဲ့ကျွန်တော်တို့ပြောချင်တာဒီအသင်းကလက်ရည်စင်ရဲ့အခြေစိုက်ကစားသမားတွေကိုတိဆောက် စုဖွဲ့ထားတယ်ဆိုတော့နည်းနည်းလေးထပ်ပြီးတော့ထပ်ပေါင်းလိုက်ဒါလည်းပြင်းစင်အသင်ဖြစ်သွားပြီဆိုတော့စီကိန်းအတွက်ပြင်ဆင်မှုတစ်ခုခုဖြစ်ခဲ့မယ်ဆိုတော့ဒါအခုလိုဒီလိုရှုံးပွဲကြုံတွေ့မှုတွေရလမကောင်းမှုတွေမှာလည်းဒါအဖြေတစ်ခုပေါ့ရလပိုင်းမှာတော့ရှုံးသွားတယ်ဒါပေမဲ့မြန်မာလက်ရွေးစင်အသင်ကစီကိန်းအကျိုးပြင်ဆင်မှုတွေဖြစ်ဒီတောင်ကိုရီးယားတို့မြောက်ကိုရီးယားတို့ဂျပန်တို့ကအသင်းတွေနဲ့ကစားလိုက်ရတယ်ပွင့်လင်းပြောလိုက်ရင်မြန်မာလက်ရွေးစင်မျိုးသမီးစင်ဂျပန်ခြေစမ်းခီးတွားလုံးအောင်ဒီလိုအဆင်ရှိတဲ့ကစားအသင်းတွေနဲ့မကစားခဲ့ရတက္ကသိုလ်အဆင့်နေမနော် တက္ကသိုလ်အဆင့်နေတယ်သူတို့ကစားခဲ့ရအခုတကယ်ကိုထိတ်တန့်အဆင့် လက်ရွေးစင်တွေလည်းပါတဲ့အသင်းတွေနဲ့ကစားလိုက်ရတဲ့အတွက်မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအတွက်တော့အရန်ကိုကောင်းသွားတဲ့အနေအထားတစ်ခုလို့မြင်မိတယ်ဟုတ်ကဲ့ပါလာမယ့်စီးကိန်းကြရင်လည်းကျွန်တော်နည်းနည်းပြအမျိုးသမီးဒီလက်ရွေးစင်အသင်းရဲ့လက်ထောက်နီးပြလာမသိဘူးတော်စန်းစန်းသိန်းကပါမယ်ဆိုပြီးသူတို့ဒါအဲ့ဒါအင်တာဗျူးမှာတွေ့လိုက်တယ်ဆိုတော့ဒါသူ့ရဲ့တပည့်ဟောင်းနေနဲ့ပြန်ရင်ဆိုင်ရမလို့ပို့ပြီးတော့ခိုင်မာတဲ့အစုဖွဲ့တစ်ခုကိုပေါ့နော်ဘယ်လောက်ထိသူတို့လုတ်ပြမလဲဆိုတော့လာမယ့်ကျွန်တော်ဒါဒီဇင်ဘာမှာကြာမှာစီးကိန်းရလာမယ်ဆိုတော့အဲ့ကြောင့်ဒီဇင်ဘာမတိုင်ခင်မှာလည်းဂျားထဲမှာကျွန်တော်လက်ရွေးစင်အသင်းရဲ့ပြင်ဆင်မှုတွေသူတို့အသင်းရဲ့အခြေအနေတွေကိုကျွန်တော်လက်လန်းမိသလောက်ပေါ့နော်ထပ်ပြီးတော့ပြောကြတာပေါ့အဲ့တော့ဒီနေ့ပြောခဲ့တဲ့ ီအပိုင်းနဲ့ပတ်သက်ပြီးအခုဘာများဖြစ်ဆက်ပြီးတော့ပြောချင်သေးလဲကောအများကြီးတော့ဖြစ်ဆက်စရာမရှိပါဘူးညီလေးပြောရဟိုကိုစိုးကြီးပြောရတွေလည်းတော်တော်ပြည့်စုံတယ်ဒီပြီးခဲ့တဲ့ပြိုင်ပွဲကတော့ပြီးသွားပြီကိုတို့ဒီဒါမဲ့စီးကိန်းပြိုင်ပွဲမှာမြန်မာလက်ရွေးစက်အမျိုးသမီးအသင်းဘလောက်ထိအောင်မြင်မှုရနိုင်မလဲအောင်မြင်မှုရအောင်ဘလို့ပြင်ဆင်မလဲဒါလေးကိုပဲစောင့်ကြည့်သွားဖို့ပဲရှိပါတယ်ဟုတ်ကဲ့ပါအခုလိုပြည့်ပြည့်စုံစုံဒါပြောပေးခဲ့တဲ့ကိုစိုးညီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်တို့ တင်ဆက်ပေးခဲ့တာကတော့ ISPE အသင်းရဲ့အာရှချန်ပီယံလီအုပ်စုတွင်ခြေစမ်းနေတဲ့လာမယ့်စီးကိန်းမှာမြန်မာသင်းကိုစားပြုကစားမဲ့အသင်းတွေဘလောက်ထိတို့ပြင်ဆင်မှုတွေလုပ်ဖို့လိုအပ်မလဲဆိုတဲ့အပိုင်းလေးပေါ်မှာခြုံငုံပြီးတော့သုံးသပ်ပေးခဲ့တာဖြစ်ပါတယ်အခုလိုအချိန်ပေးစောင့်ကြည့်ခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်